ါကတော့လူရဲ့လက်မောင်းလုံးလောက်ကိုကြီးမာတဲ့ကမ္ဘာအကြီးဆုံးတီကောင်ကြီးတွေပဲဖြစ်ပါရင်ဒီဗီဒီယိုကို AI နဲ့လုပ်ထားတာမဟုတ်ပဲတမိုင်းမှတ်တမ်းအတီးကြားလေးကိုအကြီးဆုံးတီကောင်တွေ့ရှိမှုဖြစ်ကို Green Nick ဆန်ကျင်တင်ထားနိုင်ခဲ့တာဖြစ်ပါရင်ကမ္ဘာအကြီးဆုံးတီကောင်ကို Australia နိုင်ငံမှာရှာတွေ့ခဲ့ပြီးတော့အရှိကတော့တိတိကျကျ8မီတာ6ပင်နီးပါးကိုမှရှေ့လျားပါရင်လုံဘက်ကတော့15စင်တီမီတာအထိကိုရှိတာမို့လို့အမျိုးသမီးလက်မောင်းလုံးလောက်ကိုကြီးမာတယ်လို့တော့မှပြောလို့ရမှာဖြစ်ပြီးတော့အစ်စ်ပေါင်း100ကျော်လဲပါဝင်ခဲ့တာပါပုံမှန်အပြင်ကတော့ဩစတြေးလျနဲ့ဖိလစ်ပိုင်မှာရှိတဲ့တီကောင်မျိုးတွေဟာ ငါးပြည်လောက်ထိကိုမှကြီးထွားနိုင်တာမို့လို့အန်အောစီယာမှာဟုတ်ပေမဲ့လေမြန်မာနိုင်ငံကကလေးတွေကတော့တီကောင်လို့ပြောလိုက်ရင်ခက်တိတိလို့ပဲတီထားကြတာပါဒါကြောင့်မလို့ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့လူတွေအထင်လွင်မှားနေကြတဲ့တီကောင်လေးတွေရဲ့အကြောင်းကိုပြပြစုံစုံပြောပြပေးသွားမှာလည်းဖြစ်ပါတယ်လူတိုင်းထိရမှာကြောက်တဲ့တီကောင်တွေရဲ့ခန္ဓာကိုယ်ဟာအစစ်ပေါင်း100 150ထိကိုပါဝင်ပြီးတော့ခြေလက်မပါပဲကြွက်သားလှိုင်းလွန်းတွေနဲ့သာရှူလျားကြပါတယ် သူတို့မှာမျိုးလုံးနာအဆုတ်တို့လောဝမရှိပေမဲ့လို့အရေးပြားကနေတစဉ်အသက်ရှင်နိုင်စွမ်းရှိပါသည်ခန္ဓာကိုယ်ရဲ့80 90ရာခိုင်နှုန်းဟာရေထက်ဖြစ်ပြီးတော့အကြည့်ချွဲတွေကအဆုတ်တက်ထိမ့်ပြတာမလို့မြင်းကြီးနဲ့လှူရှားရမှာလဲချုံဝေစီပါသည်ထူကြတာကတော့ခန္ဓာကိုယ်ကိုနှစ်ပိုင်းဖြတ်လိုက်ရင်တော့မှဥကောင်းဘက်အပိုင်းကအစ်စ်ပြန်လဲပေါက်နိုင်ပြီးတော့အမိကနေလဲနောက်ထပ်တီကောင်ဖြစ်ကုန်မှရှင်းတန်နိုင်ပါသည်ဒါပေမဲ့လို့ဥကောင်းပါရဲ့အပိုင်းကတော့ပိုကြန့်ခံပြီးတော့တက်တန်းအပြစ်ကိုမှနေသွားနိုင်ပါသည် တက်တန်းရကတော့မြေမျက်နှာပြင်အပေါ်အလွှာမှနေတဲ့တီကောင်တွေကတော့တနှစ်ကနေနှစ်နှစ်ထိကိုမှရှင်သန်နိုင်ပြီးတော့မြေနယ်ပိုင်းမှနေတဲ့တီကောင်တွေကတော့၁၃နှစ်ကနေကို၁၅နှစ်ထိကိုရှင်သန်နိုင်ကြပါပြီ။ဒီလိုမျိုးနေထိုင်တဲ့ကာလအတွင်းမှာလေတီကောင်တကောင်ဟာတနှစ်အတွင်းကမှမိမိခန္ဓာကိုယ်အလေးချိန်နဲ့ထပ်တူကြအောင်လုပ်ဖို့အစားစားပါပြီ။တီကောင်တွေကတော့မြေကြီးနဲ့တည်ရွယ်တည်တည်ပုတ်တွေကိုစားသုံးပြီးတော့စားလိုက်တဲ့အရာတွေကိုလည်းတိကျစာအဖြစ်ကိုမှပြန်လည်ပြီးတော့ဆွံ့ထုတ်လိုက်ပါပြီ။ဒီရှိတွေကတော့မြေစီလောက်ကိုနိုက်ထရိုဂျင်ပိုတက်ဆီယမ်စားတဲ့အာဟာရဓာတ်တွေကိုဖြစ်တင်ပေးပါပြီ။ တီကောင်ချေးတွေကနေရတဲ့တီချစ်စာကတော့တာမန်မြေစည်းတွေထက်အာဟာရ၅စပုံပုံကျွဲဝါတာကြောင့်တဘာဝမြောစာဖြစ်ကုန်မှတန်ဖိုးထားကြပါသည်တီကောင်တွေဟာဒီလိန်တရဝါမှာဖြစ်ပြီးတော့တကောင်ထဲမှာကြားထဲမှာလင်းကနှမျိုးလုံးပါရှိပါသည်မြို့ပွားရမှာကတော့လူတွေအတိုင်းပဲခန္ဓာကိုယ်ကိုကပ်ပြီးတော့မြို့ဦးနဲ့တုပ်ပိုးဖလှယ်ပြီးတော့ဥဝင်ဖွဲ့ကြတာလည်းဖြစ်ပါသည်ဦးများကိုမြေကြီးထဲမှာလုံခြုံစွာကိုထားပြီးတော့သုံးလေးပတ်ကိုဥပေါလာပါသည်ဆိုတော့ပြင်အာလုံးစိတ်ဝင်နေကြတဲ့တီကောင်တွေဘလောက်ကိုကြီးနိုင်တယ်လဲဆိုရင်တော့တီကောင်ရဲ့မျိုးစေ့ကွဲပြားမှုပုံမှန်မှုတည်ပြီးတော့နှစ်သက်တမ်းကြီးထွားမှုကကွဲပြားသွားပါသည် ဖိလစ်ပိုင်နိုင်ငံမှာတွေ့ရတဲ့ရှေ့ဝမ်လို့ခေါ်တဲ့တမော့တီကောင်ဟာဆိုရင်တော့ငါးပြည်အထီးကိုမှရှေ့လျာပြီးတော့တာမန်တီကောင်တွေထက်ခန္ဓာရည်ရောစွမ်းဆောင်ရည်ရောကပိုပြီးတော့မြင်ပါပါရင်ရာသီဥတုအပူချိန်လိုက်ကိုမှတတောင်တတတာနေနိုင်ဖို့အတွက်မြောက်2မီတာအထီးကိုမှတူပြီးတော့အတိုက်ဖွဲ့နေလေးရှိကြပါရင်အကယ်၍သာတီကောင်တွေမရှိဘူးဆိုရင်တော့ကဘာဆိုင်ခင်းတွေရဲ့တီးနှံထွန်းတို့20ရာခိုင်နှုန်းခန့်ဟာကျဆင်းသွားပြီးတော့ ငွေဈေးကွက်မှာတော့မှ10ဘီလီယံလောက်တောင်မှအရှုံးပေါ်နိုင်မယ်လို့ပညာရှင်တွေကတော့ခန့်မှန်းထားကြပါပြီ။ဒါကြောင့်မို့လို့ပြင်သစ်နဲ့စပိန်လိုမျိုးဥရောပနိုင်ငံကြီးတွေမှာတီကောင်ဝင်းမြူရဲ့ခြံတွေကိုတည်ထောင်ပြီးတော့စိုက်ပျိုးရေးမှာပို့ပြီးတော့တတိယရောက်ကိုမှအထွန်းနှုံးမြင့်ဖို့ကိုစူးစမ်းနေကြပါပြီ။တီကောင်လေးတွေနဲ့ပတ်သက်တဲ့အရေးကြီးဆုံးအချက်ကတော့တီကောင်တွေအစုလိုက်အပြုံလိုက်ကိုမှမြေကြီးပေါ်ကိုလူတတိထားမိတဲ့အထိကိုမှထိုးထွက်လာပြီးဆိုရင်တော့မကြခင်မှာရေကြီးတော့မှလည်းဖြစ်ပါပြီ။ကဲပြည်တော်ကြီး ဒါကတော့ရေကြီးမကိုကြိုတည်တဲ့တိကောင်တို့ရဲ့အန်အောဘွေရဆွမ်းရည်တွေအကြောင်းကိုကျွန်တော်ရဲ့ကိုရဲမြမ Channel လေးကနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။